င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရမင်းအာဆီယံဥက္ကဋ္ဌသက်ဆင်တဲ့အာနာသိန်းခေါင်းဆောင်တို့လုံခြုံရေးအများပြားချပြီးတွေ့ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်လုံခြုံရေးစိုးရိမ်နေတဲ့အာနာသိန်းခေါင်းဆောင်ကတွေ့ဆုံပွဲပြီးအ мян ပြန်ပွဲရှိတယ်လို့သိရပါတယ်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝတ်ကအာနာသိန်းခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းအရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့အလဲကျောင်းဥက္ကဋ္ဌဖြစ်သူမလေးရှားဝန်ကြီးချုပ်အန်ဝါရုကိုဘန်ကောက်မြို့တော်မှာလုံခြုံရေးအများပြားချပြီးတွေ့ဆုံခဲ့ပါတယ်သက်ဆင်ကမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟီ င်းအာဆီယံကြီးရာအကြံပေးဖြင့်ခန့်အပ်ခံခဲ့ထားသူလည်းဖြစ်တဲ့ဒီကနေ့ AP 18ရက်နေ့ညနေပိုင်းက Rose Mu Hotel မှာတက်စင်ကမင်းအောင်လိုင်းရောအန်ဝါကိုပါညစာစားပွဲအတွက်ဖိန်ကြားပြီးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲ့ဒီညစာစားပွဲအတွက်ဟိုတယ်တဝိုင်းမှာလုံခြုံရေးအစီအမံတွေကိုတင်းကျပ်ထားခဲ့ပါတယ်။တက်စင်ကနေ့လယ်ပိုင်းကလေးကဟိုတယ်မှာကြိုဆောင်နေခဲ့ပြီးထိုင်းစံတော်ချိန်နေ့လယ်3နာရီမြန်မာအချိန်2နာရီခွဲမထိုးခင်မှာအန်ဝါနဲ့မင်းအောင်လိုင်းတို့လိုက်ပါလာတဲ့ရှင်တန်းတစ်ခုကမိနစ်ပိုင်းချပြီးရှေ့စဉ်နောက်စဉ်ရောက်ရှိလာခဲ့ပါတယ်။တက်စင်အန်ဝါနဲ့မင်းအောင် င်းလိုင်းတို့တွေ့ဆုံမှုကိုသက်စင်ရဲ့တမိဖြစ်သူထိုင်းဝင်ကြီးချုပ်ဖေတောင်တန်းရှင်နာဝက်ကတော့တင်ရောက်ခဲ့ခြင်းမရှိပါဘူး။မင်းအောင်လိုင်းရဲ့လိုက်ပါလာရင်းရှင်းနှန်းရှောင်းလာပြီးမကြခင်မှာပဲအာရှငင်းချင်းနဲ့ရင်ချားစင်ရေးကောင်းစီ APRC ရဲ့ဥက္ကဋ္ဌစူရာဂီရန်အာ စာတီရက်တိုင်းဟာဟိုတယ်ကနေထွက်ခွာသွားတာကိုတွေ့ရတယ်လို့ဖော်ပြပါရယ်ဟိုတယ်အတွင်းရောအပြင်မှာပါယူနီဖောင်းဝတ်နဲ့အရက်ဝတ်ရဲတွေကိုလုံခြုံရေးဖြန့်ကျက်ထားထိုင်းရဲ့တပ်ဖွဲ့စေယုံရဲ့မှတ်တမ်းတစိပ်ပါတယ်လူနာတင်ရင်တစင်းကလည်းဟိုတယ်နားမှာအသင့်အနေထားရထားကြောင်းမျက်မြင်တွေကပြောပါရယ်အစည်းအဝေးကျင်းပနေချိန်အတော်အတွင်းဟိုတယ်ဝင်းတဲ့ကိုမီဒီယာတွေဝင်ရောက်ခွင့်ကန့်သက်ထားတယ်လို့သိရပါရယ်အခုတွေ့ဆုံမှုရဲ့အသေးစိတ်အချက်အလက်တွေကိုမသိရပေမယ့်မြန်မာနိုင်ငံရဲ့အကြက်အတဲကိုညှိနှိုင်းဖြေရှင်းဖို့ဖြစ်နိုင်ခြင်းရှိကြောင်းသတင်းတွေထွက်ပေါ်နေပါရယ်အစောပိုင်းတုန်းက စင်ကမြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်နဲ့တော်လိုင်းအင်အားစုတွေကြားငြိမ်းချမ်းဆွေးနွေးဖို့အလားအလာရှိနေစေလို့ယုံကြည်ကြောင်းမှတ်ချက်ပေးထားခဲ့ပူပါတယ်။သတင်းဌာနကတီးကြားစုံစမ်းရရှိတဲ့အချက်အလက်တွေအရအာဏာသိမ်းခေါင်းဆောင်မင်းအောင်လိုင်လိုက်ပါလာတဲ့လီယင်မှာဗန်ကောက်မြို့ဒွန်မောင်းနေစိမ်မှာစိုက်ကတ်တာဖြစ်ပါတယ်။ အာဂျင်တီးနားတရားရုံးရဲ့ဖန်ဝရန်ထုတ်ခံရမှာအဖမ်းခံရမှာကိုကြောင်းရုံနေတဲ့မင်းအောင်လိုင်းကဘန်ကောက်မြို့မှာကြာကြာမနေပဲဆွေးနွေးပေးပြီးရတဲ့ချက်ချင်းပြန်ဖို့များတယ်လို့သိရပါတယ်။ညစာစားပြီးပြန်မဲ့သဘောရှိတယ်လို့သတင်းအရင်းမြစ်တွေကပြောပါတယ်။၂019ခုနှစ်ဟာရိုဟင်ဂျာပြည်သူတွေကိုလူမျိုးတုံးတပ်ဖြတ်မှုနဲ့အာဂျင်တီးနားတရားရုံးကမင်းအောင်လိုင်းကိုဖန်ဝရန်ထုတ်ထားပြီးနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုကိုဖမ်းဆီးပေးဖို့အကြောင်းကြားထားတဲ့အခြေအနေပါ။ဒါအပြင် ICC မှာလည်းလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖန်ဝရန်ထုတ်ပေးဖို့တရားလိုရှိနေကရှောက်ထားပါတယ်။ အပြစ်မဲ့ပြည်သူတွေကိုမြန်မာနေတဲ့ကိုအခါကာလမရှောင်းနေစဉ်ရက်ဆက်တပ်ဖြတ်နေတဲ့စစ်ကောင်ဆောင်ကိုအာဆီယံကောင်ဆောင်တွေကတွေးဆဆွေးနွေးမဲ့အပေါ်များစွာအထူးဆိုရင်မကင်းဖြစ်မိရဲ့လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ပါဝင်တော်လိုင်းအင်အားစုတွေက AP လ16ရက်နေ့မှာပူးရဲကြေညာချက်ထုတ်ပြန်ကန့်ကွက်ထားပါတယ်။မင်းအောင်လိုင်းနဲ့အာဆီယံကောင်ဆောင်များတွေ့ဖို့ရှိတဲ့တဲ့ရင်နဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ကရင်အမျိုးသားစည်းရုံး KNU ၊ကရင်နီပြည်အမျိုးသားတိုးတက်ပါတီ KNPP ၊ချင်းအမျိုးသားတပ်ဦး CNN မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ် ်ဦး ABSDF အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WMB ရိုဟင်ဂျာလူမျိုးရေးညွန်ပေါင်းအဖွဲ့ FRC နဲ့အမည်မဖော်လို့တဲ့အင်အားစုတွေကပူးရဲသဘောထားကြေညာချက်ထုတ်ပြန်ခဲ့တာပါငလင်းကိုအကြောင်းပြုပြီးလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကိုစစ်ကောင်စီကတဆင့်တာပြီးအမယ်ဆိုရင်နိုင်ငံရေးရာ အလွဲအတုံးချမဲ့အန်ဒီရကိုမလွဲမသွေကြုံရမှာဖြစ်တာကြောင့်စေယုံစုကတဆင့်တာပြည့်ရချင်းကိုတော်လိုင်းအင်အားစုရဲ့အနေနဲ့အပြင်းထန်ကန့်ကွက်ကြောင်းသဘောထားဖော်ပြထားပါတယ်။ဆက်လက်ပြီးအထွေထွေထိုးစစ်ကြီးဆင်နွှဲဖို့အတွက်မဟာမိတ်တော်လိုင်းအင်အားစုရဲ့ညှိနှိုင်းပြင်ဆင်နေရလို့ NUG ကာကွယ်ဝင်ကြီးဦးရင်မူပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးဆင်နွှဲဖို့မဟာမိတ်တော်လိုင်းအင်အားစုရဲ့ညှိနှိုင်းပြင်ဆင်နေကြောင်း NUG ကာကွယ်ဝင်ကြီးဦးရင်မွန်ကအတည်ပြုပါတယ်။မတ်လ25ရက်နေ့ကျင်းပပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုး အရာပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသအမှန်နဲ့စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနအင်ယာရီအမှန်29ဗျူဟာ AYAPD ရဲ့အမှန်ကအခြေခံစစ်ပညာသင်တန်းစင်ပွဲအခမ်းအနားကိုအွန်လိုင်းမှာမိန့်ခွန်းပြောကြားရမှာ၎င်းကအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ် စစ်မဟာဗျူဟာရအဆင့်30ကိုဖြတ်တန်းယူကြရတဲ့ပထမအဆင့်နည်းနဲ့တနိုင်ငံလုံးကွက်ပြည့်စည်ရေးလှူရှားနိုင်အောင်ကြိုးပမ်းခဲ့ကြရတဲ့အခုဆိုရင်ဒေသတိုင်းမှာတက်တီစာမှုဖြန့်ကျက်နေရယူမှုဟာအတိုင်းတာတစ်ခုထိပြီးမြောက်ခဲ့ပြီလို့ပြောနိုင်တယ်။အင်ယာရီတိုင်းသားတွေရဲ့အင်ပြန်ခင်းကတော့ငါတို့ရဲ့ကွက်လက်အပြည့်မဟာဗျူဟာကိုပြည်စုံစင်ခင်းနေဒုတိယအဆင့်နည်းနဲ့မဟာဗျူဟာထိုးစစ်ဆင်ပြီးမြို့သိမ်းစကန်သိမ်းတိုက်ပွဲတွေဆင်နွှဲကြရတာပဲအခုရဲ့ရဲဘော်တို့ကဒီအဆင့်ကိုဖြတ်တန်းနေကြတာဖြစ်တဲ့တတိယအဆင့်အနည်းနဲ့တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီး ီတရက်ဆင်နွှဲကြဖို့ပဲဖြစ်လိမ့်မယ်အမျိုးသားညီညွတ်ရေးအစိုးရဖြီတုကာကွယ်တမတော်နဲ့မဟာမိတ်တော်လိုင်းအဖွဲ့ကဒီအထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြတယ်ဆိုတာအသိပေးလိုတယ်လို့ NUG ကာကွယ်ဝင်ကြီးဦးရင်မွန်ကပြောကြားပါတယ် အဲ့ဒီထိုးစစ်ကြီးမှာအင်ယာဝရီတိုင်းမြေဝကျောင်းပေါ်ဒေသကအရေးကြီးတဲ့စစ်မျက်နှာတစ်ခုအဖြစ်ပါဝင်မှာဖြစ်ကြောင်းမြေဝကျောင်းပေါ်ဒေသတွေကအမိန်နာကံမှုစစ်ပတ်ဆိုင်ရာကျင့်ဝတ်စည်းကမ်းလိုက်နာမှုတိုက်စွမ်းရင်ကောင်းမှုမှုတို့ကိုမဟာမိတ်တော်လိုင်းတပ်များကချီးကျူးမှုပြုထားပြီးဖြစ်တဲ့အတွက်အင်ယာဝရီတိုင်းမြေဝကျောင်းပေါ်ဒေသရဲ့စစ်မျက်နှာအတွက်တာဝန်ကြီးပြွန်စွာထမ်းရွက်နိုင်မယ်လို့ရှုံချီကြောင်း၎င်းကအသိပေးထားပါတယ်။နှစ်90ကျော်တည်ဆောက်ထားခဲ့တဲ့ဒီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကြီးကို၄နှစ်သား PDF ကဦးကျော်အောင်ချုပ်ပြစ်နိုင်ခဲ့တယ်ဆိုတာရဲဘော်တို့ရဲ့လက်ယုံရည်နှလုံးရည် ူးချွန်တက်မြက်မှုကိုဖော်ပြနေတယ်လို့ NUG ကာကွယ်ဝင်ကြီးဦးရင်မွန်ကကြီးကျူးပြောဆိုလိုက်ပါတယ်။လက်တလောအင်ယာရီတိုင်းဘကိုးတိုင်းမကွေးတိုင်းတို့မှာ PDF တွေက KNU အင်ယာပါဝင်တော်လိုင်းအင်ယာစုတွေပူးတွဲပြီးထိုးစစ်ဆင်မှုတွေလှောက်ဆောင်လာပြီးတနင်္သာရီတိုင်းစကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့မှာလည်း PDF တွေနဲ့တော်လိုင်းအင်ယာစုတွေအကြပူးပေါင်းဆောင်ရွက်မှုတွေနဲ့စစ်စင်ရေးများဖော်ဆောင်လျက်ရှိကြောင်းတော်လိုင်းတပ်ဖွဲ့များထံမှသိရပါတယ်။ဆက်လက်ပြီးလာရှိုးစေးယုံပိတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာအမျိုးသားမဟာမိတ်တပ်မတော်ကိုကန်တက် MND ထိန်းချုပ်ထားတဲ့လာရှိုးမျိုးကို စစ်ကောင်စီတပ်ပြန်လည်လက်လွဲပေးရမယ်လို့သတင်းများထွက်ပေါ်ပြီးရနောက်စေယုံမှပစ္စည်းများကိုကိုကန့်တက်မှရွှေပြောင်းတည်ယူနေကြရအေပြီလ19ရက်မှာလာရှိုးပြည်သူစေယုံကြီးကိုပိတ်ထားလိုက်ပြီးဖြစ်ကြောင်းမြို့ကန်တွေစီမံတင်ရပါတယ်။မနေ့ကဖွင့်သေးတဲ့လူရှိသည်တဲ့ဒီနေ့ကစေယုံဝင်တဲ့တိတ်ဆိတ်နေပြီးလူလည်းမရှိပါဘူးဒကမကြီးလည်းပိတ်ထားတယ်စေယုံပြမရဘူးဘသူမှမရှိဘူးအရေးအကြောင်းကြုံလာရင်တိမ့်နေပဲပြင်ရတယ်လို့လာရှိုးမြို့ကန်တွေကပြောပါတယ်။ MND တပ်ဖွဲ့အနေနဲ့လာရှုမျိုးမှာ AP စနေရနေ့နောက်ဆုံးထားပြီးတက်ဆောင်အောင်မှာဖြစ်ကြောင်းသတင်းအရင်းမြစ်တွေကပြောပါရတယ်။အဲဒီနောက်လာရှုပြည်သူစင်ယုံကြီးမှာစာရွက်စာရမ်းနဲ့ပစ္စည်းများကိုပြီးခဲ့တဲ့လကစတင်ပြီးရွှေ့ပြောင်းနေခဲ့ခြင်းဖြစ်ကြောင်းဒေသခံတွေကပြောပါရတယ်။စင်ယုံမှာအရေးကြီးလူနာတွေကိုလည်းတိန်နီစင်ယုံဘက်ကိုပြောင်းရွှေ့ထားကကြံလူနာတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကလေးကစင်ယုံမှာဆင်ခွင့်ပြုခဲ့ကြောင်းသိရပါရတယ်။လက်ရှိမှာလာရှုစင်ယုံပိတ်ထားတဲ့အတွက်နေမကောင်းဖြစ်ပါကတိန်နီစင်ယုံဘက်ကိုတော့ပြန်အောင်ဒေသခံတွေကပြောပါရတယ်။အရင်ကလေးကအချို့ အရေးကြီးလူနာတွေကိုကြားသိညီပြောင်းကိုတယ်တချို့ကြားအချိန်မတန်သေးပေမဲ့စိတ်ယုံစင်ကြပါပြီနည်းနည်းပါပါဖျားရင်တော့စိတ်ကန်းရှိရဲ့စိတ်ယုံတတ်ရတဲ့အချိန်နေဆိုရင်တော့သိညီသွားရတယ်လို့ဒေသခံမျိုးသမီးတောင်ကပြောပါတယ်လာရှုံမျိုးပြည်သူစိတ်ယုံကြီးမှခံထားတဲ့စီတီအဝန်တန်းနေနဲ့တခြားဌာနဆိုင်ရာမှခံထားတဲ့ဝန်တန်းတချို့ကို MND အုပ်ချုပ်ရေးလက်ပတ်နေတဲ့ဒေသတွေဘက်ကိုအစောပိုင်းကတည်းကပြောင်းရွှေ့ထားကြောင်းဒေသခံတွေစီမံတင်ရပါတယ်ဒါအပြင်စစ်ကောင်စီပြန်ဝင်လာပါကလာရှုံမျိုးတင်တိုက်ပွဲပြီးလာရှုံအကျဉ်းထောင်မှာပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသား200 2023ကလည်းလုံခြုံရေးအာမခံချက်မရှိတဲ့အတွက်အခုရက်ပိုင်းအတွင်းမှာပဲလာရှုမျိုးမှတင်းရှောင်သွားပြီဖြစ်ကြောင်းလာရှုထောင်မှလွတ်လာတဲ့နိုင်ငံရေးကျင်းသားများထံမှသိရပါဗျ။တချို့တွေကတော့ပြောင်းကြတယ်တချို့ကတော့ကြံသိရလို့လာရှုထောင်မှနိုင်ကျင်းဟောင်းတအုပ်ကပြောပါဗျ။လာရှုမှာ MNDA မှာ AB 21ရက်မတိုင်ခင်တက်ဆုပ်ပေးရမှာဖြစ်ပြီးစစ်ကောင်စီဘက်ကဌာနဆိုင်ရာဖွဲ့တချို့ကလာမကုန်ခင်မြို့ကိုပြန်လည်ဝင်ရောက်နေရယူရမှာဖြစ်ကစစ်ဘက်ဆိုင်ရာဖွဲ့တွေကနောက်မှပါလာမှာဖြစ်ကြောင်း MNDA တည်င်းအရင်မြစ်တွေစီကသိရပါဗျ။ MNDA ဘက်က တော့ဆက်ဆံရုံစစ်တပ်တဖွဲ့နဲ့ရဲတပ်ဖွဲ့လာရှိုးမျိုးမှာကြံအောင်မယ်လို့လာရှိုးပြန်လဲထူထောင်ရေးမှာပါဝင်နေသူတအုပ်ကပြောပါတယ်။ဘက်လိုအနေအထားနဲ့အင်အားဘလောက်ကြံခဲ့မယ်ဆိုတာကိုတော့အသေးစိတ်မသိရပါဘူး။လာရှိုးမျိုးကို2029ဆက်ဆံရေးအပိုင်းနှင့်2024ခုနှစ်ဇူလိုင်လအတွင်း MNDN နဲ့မဟာမိတ်တော်လိုင်းပူးပေါင်းတပ်တွေကတင်ပိုက်ခဲ့ပြီးရနောက် MND ကမြို့အုပ်ချုပ်ရေးကိုလဲပတ်ခဲ့ကဆယ်လကကြာမှာစစ်ကောင်စီတပ်ပြန်လဲလွှဲပြောင်းပြီးရတော့မှာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါရဲ့ရှင်။ Oh.